အတိတရားရှိသူတို့ဤစိတ်နေသဘောလားလောကမှာလူတွေပြောကြတယ်ဒီလူကတော့အတိတရားမရှိဘူးဒီလူကတော့အတိတရားရှိတယ်ဘာကိုယဉ်ညွန်ပြောနေကြတာလဲအတိတရားဆိုတာဘယ်ရာကိုခေါ်တယ်လို့ခြုံငုံသုံးသပ်ကြည့်ဖို့လိုတယ်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောလား လူတယောက်မှအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုယ့်ကိုယ်ကိုဆန့်စစ်ပြီးတော့ကြီးတင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့ လူမှုရေးရာနဲ့ပတ်သက်တဲ့အတိတရားဆိုတာတမျိုးအခြေခံအဆင့်အတိတရားတမျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားကတမျိုးလို့အတိတရားကိုအကျံပြင်းအားဖြင့်အဆင့်နှမျိုး level နှမျိုးခွဲပြီးတော့ကြည့်လို့ရတယ်ပေါ့မှန်ပါပါဗျာလူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါပါဗျာ အခြေခံအဆင့်ပြည့်စုံပြီးသားပုဂ္ဂိုလ်များသာ ਨੇ အဆင့်မြင့်အတ္တိတရားဆိုတာဖြစ်နိုင်တယ်။အဲ့တော့အတ္တိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ဒီလိုမှတ်ရအောင်အတ္တိတရားဆိုတာအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းလူတိုင်းမှာရှိတဲ့ရှိခဲ့တဲ့အခြေခံအတ္တိတရားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းစာတရားပဲ။ လောကမှာကိုချင်းစံတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတပည့်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ်။အဲမကောင်းတဲ့လူတွေလူဆိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုချင်းစံတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမှာနော်။မှန်ပါပါခင်ဗျာ။ကိုချင်းစံဆိုတာဘာကိုခေါ်တာတုန်းဆိုရင်ကိုနဲ့နှိုင်းစာပြီးတော့ကြည့် အဲ့ကိုယ်နဲ့နိုင်စာကြည့်တယ်ဆိုတဲ့နေရာမှာဘယ်လိုအစ်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရသေးတယ်ကိုယ်နဲ့နိုင်စာရမယ်ဆိုလို့ရှိရင်ဥပမာမကောင်းတဲ့အလုပ်လောက်ကင်စားတော့တဲ့ပုံကိုတယောက်ကကိုယ်နဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုယ်နိုင်နှိုင်းပြီးတော့ကိုချင်းစာရမှာလားဒီလိုဟာမျိုးမဟုတ်ဘူးနော်ကိုချင်းစာစရာကိုချင်းစာတရားဆိုတာ မြတ်စွာဘုရားတခင်ကိုရောမြတ်ကအတ္တပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့ရှင်းရှင်းပြီးတော့ကြည့်ရကိုအကြိုက်နဲ့ရှင်းရှင်းပြီးတော့ကြံအများရဲ့စိတ်ဆန္ဒအများရဲ့အကြိုက်နှစ်သက်မှုကိုရှင်းပြီးတော့ကြည့်ရကိုကြိုက်နှစ်သက်တာနဲ့ရှင်းပြီးတော့ကြည့်ရဆိုတော့လူတယောက်ကအရက်တောက်ချင်အရက်ကြိုက်တယ် သူလည်းတောက်ချင်တောက်ပါစေဆိုတာဒါကိုချင်းစာတရားတော့မဟုတ်ဒီဟာမျိုးဆိုလို့တာမဟုတ်เนาะမှန်ပါပါဗျာဒီလိုဟာမျိုးဆိုလို့တာမဟုတ်အခြေခံအဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းလူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလာချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ် ဘသူပဲမေးမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့အေးချမ်းသာတယ်ဆိုတာပဇံချမ်းသာတာကိုပြောတာ မဟုတ်ဘူးနော်မှန်ပါပါလူစရဘဝမှာအစဉ်ပြေပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်စစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်ပါပါဗျာပဇံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော် ်ဒီဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာလူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွေ့တတ်တယ်အဲ့ဒါမျိုးပြောတာမဟုတ်ဘူးမှန်ပါဗျာမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုယ်ချမ်းသာနေတာဟုတ်လားစိတ်ချမ်းသာတယ်လို့ခေါ်တာပဲပတ်စံဒီဘလောက်များနေနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေငွေကြေးတွေကထောင်တောင်းတိမ်မောင်းထောင်တောင်းရင်းနှီးထားတယ် အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှဟိုအမြဲတမ်းစိုးရိမ်နေရတယ်။ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ကထိုးငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်။မှန်လားပါဗျ။အဲ့ဒါချမ်းသာမဟုတ်ဘူး။ပဲဆန်ချမ်းသာတာချမ်းသာတာမဟုတ်ဘူး။တကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့။မိသားစုဘဝမှာဘာနဲ့ပဲနေရနေရ။ဇောင်းဝနေရေးလေးပြည့်ပြည့်စုံစုံနဲ့မတောင်းမတမကြောက်မကြနဲ့ အေးအေးတက်တက်တာတာချမ်းချမ်းသာသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆွလို့တယ်